ဒီစကားကလည်းတတော်ကိုငါစကားတော့ရပြောတဲ့စကားကြလက်ရှိတနိုင်ငံလုံးကိုရောင်းစားနေတာဘယ်သူလဲရောင်းစားခွင့်ရနေတာရောဘယ်သူလဲသူတို့ပဲလေမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အောက်တိုဘာလ21ရက်မြမရေးရတနေ့တာစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကို A Time ကိုကြိုကြိုသိ YouTube Channel နဲ့ VIP ဗီဒီယိုပူပေါင်းစီစဉ်ပြသနေတာဖြစ်ပါတယ်ကိုကြိုကြိုအိတ်မင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကြိုမောင်ဟေးဟုတ်ကဲ့ကိုကြိုသိကျွန်တော်တို့ဒီနေ့လေတာမြမရေးရတနေ့တာစီစဉ်မှာဒါကျွန်တော်တို့ဆွေးနွေးရမယ့်အကြောင်းအရာတွေကျွန်တော်တို့ရှိပါတယ် ဆိုတော့အရင်ဆုံးပေါ့လေဒါပြီးခဲ့တဲ့မနေ့ကလည်းကျွန်တော်တို့တော်တော်လေးကြည်ကြဲမြတ်ဆွေးနွေးခဲ့တဲ့ဒီ KK Park ကိုဒါဒီစစ်ကော်မရှင်ကဝင်ပြီးတော့ဒါဟန်ပြဖန်းစီတဲ့ပုံစံမျိုးလုပ်ခဲ့တဲ့တရင်တွေထွက်ခဲ့တဲ့ပုံမှာကျွန်တော်တို့ကြည်ကြဲမြတ်ဆွေးနွေးခဲ့တာရှိပါတယ်ဒါအခုလည်းဒါနောက်ဆက်တွဲပေါ့လေဒါဒီစစ်ကော်မရှင်ရဲ့ဒါပြောရေးဆိုခွင့်ရှိတာဒူရီရတော့ဇော်မင်းလုံးဇော်မဲလုံးလို့ခေါ်ကြတယ်ဇော်မင်းထွန်းပေါ့လေဆိုတော့သူကနေပြီးတော့မှဒါဒီ KK Park ကိုလုပ်နေတာက KNU ခေါင်းဆောင်နေဖြစ်တယ်ဒီအာမျိုးသူဆွဆွဲပြောဆိုတာမျိုးလောက်လာတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပဲစဖွင့်လိုက်အောင်ကိုကျော်သိန်းအဲ့ဒီသတင်းတွေ့တော့ကျွန်တော်အတွေ့အမှပေါ်လာတော့ဇော်မင်းထွန်းကမှန်ကြည့်မျက်စိမှိတ်ပြီးတော့မှန်တယ်မှာလက်ညှိုးထိုးပြီးပြောတာဗျာဟေးလားအဲ့ဒီဟာပြင်ပါမပို့ဒီတိုင်းတိုင်းမြန်မာနေဆက်ဆောက်က နောက်လုံးဒီဒီ park တွေစကိုကိုရို့ရထိုက်တို့ဘာလို့ပဲပါမနေ့ကကျွန်တော်တို့နည်းနည်းလေးပြောခဲ့ပါတယ်ဒီစီမံကိန်းတွေနော်ဒီစီမံကိန်းတွေစပြီးတော့လုပ်တဲ့အစောပိုင်းကာလတုန်းကအဲ့ဒီအချိန်နော်ပြင်မျိုးသောအစီအုံခင်ယူကောင်းဆောင်တချို့ဟလာပါခဲ့တာပတ်သက်ခဲ့တာဒါတွေရှိခဲ့တယ်မှန်တယ်ဒါတွေရှိခဲ့ဘယ်နဲ့အဲ့ဒီလူတွေကဒီကနေ့ဟလာဇော်မင်းထွန်းပြောတဲ့ဒီကနေ့ KNU အဖွဲ့အစည်းရဲ့ ်ကောင်းဆောင်မှုမှာမရှိတော့ဘူးရှိတာလည်းကြောက်ဒါတစ်ချက်နောက်ပြီးတော့သူတို့စစ်တပ်ဂျပန်စစ်တပ်ဒီကြားဖြန့်လုပ်ငန်းရဲ့နောက်ပွဲကပါနေတယ်ဆိုတာတွေကလည်းပဲတဖြည်းဖြည်းတဖြည်းတဖြည်းပို့ပို့ပြီးတော့ထင်ရှားလာဆိုတော့အဲ့ဒါကို why ပြောကြတဲ့အခါကျတော့တွေးယူတွေးတန်းကမှုရှိလို့ ਨੇ သူများလက်ညှိုးထိုးတာပေါ့ဗျာအဲ့တော့သူများကိုတစ်ချောင်းထိုးရင်ပို့ပို့ပို့ပက်ပို့ပို့လေးချောင်းပြန်ထိုးသလိုပဲဆိုတော့တော့လေစဉ်းစားနားလေတင်တယ် ဲ့တော့ဗျာရိုးရိုးလေးပဲဗျာသူဆွဆွဲတယ်လို့မျိုးနော်ဒီကြားဖြန့်ရာစုစီးပွားရေးလုပ်ငန်းမှာ KNU ဒါပါရင်တရုတ်မသိပဲနေမလားဗျာနော်မြမအင်းနေချင်းခိုင်းမသိပဲနေမလားဗျာအမေရိကန်မသိပဲနေမလား EU မသိပဲနေမလားကုလသမဂ္ဂမသိပဲနေမလားနောက်ဆုံးဓာရီကိုအသေးစိတ်လိုက်ပြီးတော့အစင်ကစားရေးနေတဲ့ USIP လို့ဖွဲ့စည်းမျိုးနော်မသိပဲနေမလားဗျာ KNU ဒါတကယ်သာပါမယ်ဆိုလို့ကတော့ နောက်ဆုံးပြဒါနဲ့ပတ်သက်ပြီးတော့အပြင်းအထန်ဆွဆွဲခံနေရအေးယူခံထားရဒဏ်ခတ်အေးယူခံထားရတဲ့စောချစ်သူကိုယ်တိုင်ကရောညိနေမလားနော်သူ့ကိုယ်တော်မှတလောက်ပြောနေကဲငါတော်ပြောမှာတော့မင်းတို့ဒီလူတွေလည်းပါတယ်ဒီလူတွေလည်းမင်းတို့ပြောကြအောင်ဆိုတော့မပြောပဲနေမလားဗျာဒါရိုးရိုးလေးပဲနောက်ပြီးတော့နိုင်ငံသားဒါနဲ့ပတ်သက်ရင်ဟဲ့လားအမေရိကန်တို့ EU တို့က လာဘသူတွေကိုရေးယူထားတယ်ဘသူတွေကို ပြောနေတယ်ဆိုတာကလည်းအထောက်သားတွေအများကြီးအရှင်းရှိထားပြီးသားဗျ။နော်အဲ့တော့သူပြောတာကိုဒီတရုတ်တို့ထိုင်းတော့ယုံနေအောင်မယ်လို့ကိုယ့်ဘာသာမဆက်တော့ဘူး။နောက်သူပြောတဲ့အထက်မှာပါလို့ဒီနေ့မှကျွန်တော်တွေ့တာကလည်းဘိုင်းဆန်သာရောက်မယ်ဆိုရင်တနိုင်ငံလုံးကိုရောင်းစားဖို့ဝင်မလေးတဲ့ဆိုပြီးတော့ KNU ကိုပြောထားတာ။ဒီစကားကလည်းတော်တော်ကိုငါစကားတော့အရပြောရဲစကားဗျ။ လက်ရှိတနိုင်ငံလုံးကိုရောင်းစားနေတာဘယ်သူလဲရောင်းစားခွင့်ရနေတာရောဘယ်သူလဲသူတို့ပဲလေသူတို့ပဲရောင်းစားခွင့်ရနေတာသူတို့ပဲရောင်းစားနေတာ KNU ကရောင်းစားဖို့နေနေတာရောင်းစားခွင့်ရနေပါလေဘုမဲအဲ့တော့သူတို့ဘက်ကလက်မျိုးထိုးအပြစ်တင်နေတာဆွဆွဲနေတာကိုသူများကိုဒီလိုမျိုးပြန်ဆွဆွဲလိုက်ယုံနဲ့သူတို့တွေနောက်ွယ်မှာ ရှိနေတယ်လို့ပြောနေတာတွေရက်သွားလိမ့်မယ်ပြောင်းသွားလိမ့်မယ်ထင်တော့ကျွန်တော်ပြောကြတဲ့စကားတစ်ခုပဲရှိတယ်ကိုကြော့မအောင်ဇော်မင်းထွန်းတနေ့တနေ့ဆေးလှုပ်တော့အောင်လို့ โอเคပါကုကျော်သိန်းဒါတော့ကုကျော်သိန်းဆွေးနွေးကြလို့ပဲဇော်မဲလုံးကတော့ဒါဒီသူများတွေကိုဒီလိုပဲအပြစ်ပုံချနေကြဆိုတော့သူ့ရဲ့ပုံစံတိုင်းပေါ့နော်ဒီအာအာကောင်းကောင်းနဲ့ကိုအဲ့လိုပဲသူပြောနေကြပုံစံတိုင်းပြောသွားတော့ကျွန်တော်လည်းမြင်ရပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာလေးတွားလိုက်ရအောင်ပါဆိုတော့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကလည်းဒါပြီးခဲ့တဲ့ဒီရဲမှာမနေ့ကဆိုတော့တော်တော်လေးကိုဒါလူတွေကြားထဲမှာပြောကြဆိုကြပါဘောလေဖြစ်ကြတဲ့ကိစ္စပေါ့ဆိုတော့ဒီအာနာသိစ်ကောင်းကောင်းမင်းအောင်လိုင်းကိုဒါ ဒီ ASEAN တက်ဖို့ဖိတ်ထားတဲ့ ASEAN စည်းဝေးကိုထိပ်သီးစည်းဝေးလက်တက်မယ်ဆိုတော့သတင်းမျိုးတွေထွက်လာတယ်တွေ့ရတယ်တချို့ဆိုတော့မှဒါ trend နဲ့တော့တွေ့နိုင်တယ်ပါညာရေးကြသားကြရတယ်တွေ့ရတယ်ပေါ့လေအဲ့တော့ဒီဘက်မှာလည်းအခုပြန်တက်လာတဲ့သတင်းရမှာသူတို့ဒီစင်းင်းနဲ့မပါဘူးပေါ့လေဒီဟိုအထဲမှာဖြုတ်သွားရေးဆိုတဲ့သတင်းတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့လေအဲ့တော့ဒီ main online ရဲ့ဒီ ASEAN ပေါ့လက်ရှိ main online နဲ့ဒီလက်ရှိ ASEAN ထိပ်သီးအစည်းအဝေးဟိုစည်းဝေးနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိဆွေးနွေးပြပါဦးစပွေတာကတော့မလေးရှားကအဲ့ဒီ the new streets time တင်းစာပဲဗျာတင်းထားတာပဲသိလားကျွန်တော်လည်းအဲ့ဒီတင်းသေးချဖတ်လိုက်တယ်မျက်စုံတလုံးပုတ်ပြီးတော့ကိုကျွန်တော်ကြည်တာဩမင်းအွန်လိုင်းနဲ့ပါတယ်ဆိုရင်နောက်ထပ်တော့ဘာများရေးထားသေးလဲဆိုတော့ဘာမှလည်းမပေါ့ရှင်းပြောရရင်တော့တင်းတော့ကလည်းအင်စာမလုပ်ဘူးဒါကိုစစ်တဲ့ editor ကလည်းအင်စာမလုပ်ဘူးတကယ်တကယ် new streets time ဆိုတော့ကမလေးရှားမှာဒေတာတွင်းမှာ data ဟိုဒိဋ္ဌနာကြီးလို့ပြောလို့ရတယ်နော်သူကရှေ့က new ပါတယ်စင်ကာပူခြေဆိုင်က streets times ဗျာ လေးရှားက new space type တကယ်သတင်းဌာနကြီးပြတော့ ASEAN ပြတခြားနိုင်ငံတခြား data data ကသတင်းဌာနလည်းမဟုတ်ဘူးအဲ့လောက်တော့တည်တည်နာပေါ့ဗျာနော်မင်းအွန်လိုင်းတိုင်းမဒီတိုင်းအလွယ်တကူပါလာတယ်ဆိုရင်တော့မှအဲ့ဒါဆိုတဲ့ကောင်ကနည်းနည်းအကျော်ကြီးတော့တင်းလိုက်ပေါ့ဟာဒါဆိုရင်တော့ data ကြည့်ရတော့မယ်သတင်းတော့ကဘာလို့မင်းအွန်လိုင်းထည့်ရေးထားတယ်လဲဆိုတာလောက်တော့ဒါပါတော့ဗျာအဲ့မှာစမွေရောမွေရောရရတာရရတာဘာလဲဆိုတော့နော် စစ်တပ်တန်ရောင်လှိုက်ပြီးတော့ရေးနေတယ်ပြောနေတယ်ပြည်ရင်းကမီဒီယာတချို့နော်ဥပယဖရရေးလိုက်ကြတာဆိုတော့ဒီနေ့လဲကြာရောဒီနေ့လဲကြာရောအဲ့ဒီ straight times ကတင်းမှာမနေ့ကမရောက်လိုက်နိုင်မယ်မရှိတော့အပါတော့အဲ့ဒီတင်းထဏာကလည်းမတော်မှန်အားမှလည်းမောင်ရင်တောင်းလာပြောဒီတိုင်းပဲမတိမတာလေးတိကျအောင်ဆောင်ပြီးဖြုတ်လိုက်တယ်ပေါ့ဗျာအဲ့တော့မရောက်လိုက်တယောက်တော့ညအဲ့ဒီတင်းလဲတွေ့ရော ငါစီတော့ဖိတ်စာမရောက်သေးဘူးဒါပေမဲ့ငါမသိပဲလဲဖြစ်နေနိုင်တယ်ဟာဆီယံကဆုံးဖြတ်တာဆိုပြီးတော့ညတွေးတွေးပြီးတော့ဘလောက်တောင်ပျော်ပြီးတော့အိမ်မက်တွေပါတွေမက်ပြီးတော့အဲ့လိုတော့ပျော်ပါမလားမသိမနဲ့လဲကြောက်အောင်အခုတော့အားလုံးကဝိုင်းပြောနေကြတာနော်ဆိုတော့အဲပြီးတော့ပေါ့ဗျာဒီအိမ်မက်ဘူပေါင်းလေးဖောက်ဆိုပေါက်ဆက်သွားတော့မင်းအောင်လဲအိမ်မက်ဘူပေါင်းလေးကခေါင်းလေးပေါ်မှာအာမင်းအောင်လဲဖြီးနေဖြစ်နေတဲ့ချိန်ဟာဆီယံကနေအက်လီနဲ့ထိုးလိုက်တဲ့ဖောက်ဆိုကတွန်းလေးတော့ကျွန်တော်မျက်စိနဲ့မြင်မိသေးတယ်ပေါ့ကိုဆွဲတာစိတ်ကူးထဲမှာဆွဲကြည့်တာကျွန်တော်မဆွဲတတ်ပါဘူး အဲ့တော့ဦးကတော့ရှင်းသွားပြီဘုရားမှာနော်မုံတိုင်းတွေအားလုံးဒီရီတွေအားလုံးဆွဆွဒူးဒူးတွေအားလုံးရှင်းသွားတယ်မယောက်လိုင်းကိုအာဆီယံကမဖိတ်ပါမယောက်လိုင်းအာဆီယံထိပ်တည်အစည်းအဝေးမတက်ရပါမယောက်လိုင်းလူတော်တိုးခွင့်မရပါမယောက်လိုင်းနေပြည်တော်ကသူ့ရဲ့ဘုံဖို့ခြင်းတွေကနေပြည်တော်မျှော်တာကြည့်နေပါအာဆီယံစည်းဝေးထိပ်တည်စည်းဝေးမှာတက်မဲ့ကောင်းဆောင်တွေကအင်ဒိုနီးရှားသမ္မတစင်ကာပူဝန်ကြီးချုပ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဗီယက်နမ်ဝန်ကြီးချုပ်ဖိလစ်ပိုင်သမ္မတ လာဝင်ကြီးချုပ်ပြီးတော့အရှိတီမော်ဝင်ကြီးချုပ်သူတက်ကြပါမယ်မင်းအောင်လိုင်းသူ့အကြောင်းဘာတွေပြောကြမလဲသူ့ရဲ့အတူရောင်ထောင်ချောက်ရွေးကောက်ပွဲအဲ့ဒီခေါင်းဆောင်တွေဘာတွေများပြောကြမလဲအာဆီယံဒေသီစည်းဝေးကနေပြီးတော့ဘယ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့သူ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘယ်လိုဆုံးဖြတ်ချက်တွေများထွက်လာမလဲဥပမာကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကပြောခဲ့တယ်ဟဲ့လားအဲမလေးရှားနိုင်ငံသားဝင်ကြီးဟောင်းထိုင်းနိုင်ငံသားဝင်ကြီးဟောင်းဖိလစ်ပိုင်ကအောက်လွတ်တော်အမတ်အပါအဝင် SCCM လို့ခေါ်တဲ့ဟိုကုလသမဂ္ဂမြန်မာအရေးအထူးအကြံပေးအဖွဲ့ဒီအဖွဲ့ကနော်ရန်ဟင်းလီတို့အဖွဲ့ပေါ့နော်သူတို့အဖွဲ့ကစုစုပေါင်းပုဂ္ဂိုလ်6ယောက်ပူးတွဲပြီးထုတ်ထားတဲ့ထုတ်ပြန်ချက်မှာနော်အာဆီယံထိပ်သီးအစုအဝေးမှာအာဆီယံနေနဲ့ဒါနောက်ဆုံးအခွင့်အရေးပဲမြန်မာအရေးနဲ့ပတ်သက်ရင်အဲ့တော့တော့ဘယ်လိုဘယ်လိုကင်တွေပါမဟာဗျူဟာကိုဘယ်လို reset လုပ်ပါ reset ဆိုတာအစအနေပြန်စအစ်စ်ပြန်စနော်လုံးဝအစ်စ်ပြန်လုပ်နော်အဲ့တော့ယူကော့ကွဲနဲ့ပတ်သက်ရင်လုံးဝမပတ်သက်နဲ့နော်ဒီဒီဘာခေါ်လဲ အာဆီယံကနေပြီးတော့မေအောင်လိုင်းတို့စီကိုရုပ်ောက်ပွဲလေးလာသူတွေစောင့်ကြည့်သူတွေလွတ်ဖို့နေနေတတ်တာပေါ့နော်ဒါမျိုးအလားလိုင်းချပေးထားတာရှိတယ်မဟာဗျူဟာချပေးထားတာရှိတယ်ဒီလိုမျိုးတွေညာဖြစ်လာမလားမေအောင်လိုင်းရင်တထိတ်ထိတ်နဲ့သာစောင့်ကြည့်နေရမယ်လက်အုပ်လေးချီပြီးတော့သာအာဆီယံထိပ်သီးအစည်းအဝေးကိုဝေးကပျော်ကြည့်ပြီးတော့စောင့်ကြည့်ပြီးတော့လို့ပြောရမှာပဲကိုကြောက်မှာဝင် ဟုတ်ကဲ့ပါကိုကျော်သိရင်ဒါလည်းကျွန်တော်တို့အတီသတင်းကိုထွက်လာထွက်လာတော့ကျွန်တော်တို့မနေ့ကတော်တော်လေးကိုအားအသိရတယ်ဗောလေဆိုတော့ဒီ ASEAN အနေနဲ့ကလည်းသူတို့ချမှတ်ထားတဲ့ပုံသဘောထား၅ရက်ကိုလုံးလုံးကြီးကိုဟိုဟာဖြစ်ဆန့်ကျင်ထားတဲ့ဒီမြန်အောင်လိုင်းကိုသူတို့ဒီလိုစီးပွေးကိုဖိတ်မယ်ဆိုတာကသူတို့မျက်နှာသူတို့အိုးမဲနဲ့ပြန်တုပ်သူတွေဖြစ်သွားနိုင်တဲ့အခြေအနေမျိုးသူတို့ဘာလို့များစဉ်းစားလဲကျွန်တော်တို့တွေးမိပါသေးတယ်မနေ့ကတော့ဆိုတော့ဒီနေ့ကတော့ဒါကိုကျော်သိန်းပြောသူတွေပဲဒါရှင်းသွားပြီဗောလေ ဆိုတော့ကျွန်တော်တို့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာလေးသွားလိုက်အောင်ပါနောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါကျွန်တော်တို့ဒါအရင်ကဒီပေါ့လေဒီ2015နဲ့2020ကြားရဲကဒီဒီမိုကရေစီရသားဆိုရလက်ထက်မှာလေလက်တာတော်တော်လေးကိုဒီမြန်မာပြည်ကိုဥညီခဲ့တဲ့ဒီနိနိကက်ကက်ရှိခဲ့တဲ့ဂျပန်ပေါ့လေဂျပန်နိုင်ငံပေါ့ဒါဂျပန်နိုင်ငံကပထမဦးဆုံးမျိုးသမီးဝင်ကြီးချုပ်ဆိုပြီးတော့အစ်တတက်လာပေါ့လေဆိုတော့အစိုးရဘက်ကလည်းလုံနေရဆိုတဲ့တင်းတွေတွေ့ရပါတယ်ဆိုတော့ဒီအချိန်လေးကကျွန်တော်တို့ဒီမြန်မာပြည်နိုင်ငံရေးနဲ့လည်းကိုကျော်တင်ဆက်ဆက်ပြီးတော့ဆွေးနွေးပေးပါအောင် ဟုတ်ကဲ့ပါဘုဒ္ဓဘောင်ပြောသလိုပဲပေါ့နော်အခုအစ်စ်တက်လာတဲ့အမျိုးသမီးဝင်ကြီးချုပ်ဒါဂျပန်တမိုင်းမှာပထမဆုံးမယ်နော်လွန်ခဲ့တဲ့ဂျပန်ရာဇဝင်လွန်ခဲ့တဲ့နှစ်ပေါင်းဘလောက်မှာပထမဆုံးမဟုတ်ဂျပန်ရဲ့ရာဇဝင်တစ်ခုလုံးမှာပထမအဦးဆုံးတိုင်းပြည်အမျိုးသမီးခေါင်းဆောင်ဖြစ်တယ်သူကအဲအသက်64နှစ်ပြနော်တတိယနေ့တွေမှာတွေ့ရတာကြာ နာမည်ကဟလာဆနာရဲ့တခိုင်ချီပေါ့ဗျာနောက်ပိုင်းတော့သူ့ကိုဟလာ miss mrs တခိုင်ချီလို့အဲ့လိုပြောကြတယ်ထင်တယ်ဂျပန်လူဆိုရင်တော့ဆနာရဲ့ဆန်သူ့ကိုတခိုင်ချီဘယ်လိုပြောမလဲပြောတတ်ဘူးပေါ့နော်သူ့ကိုကဂျပန်နိုင်ငံရဲ့ iron lady လို့သူတွေကခင်မွန်တက်ကြတယ်အဲ့လိုသိကြတယ်ဆိုတော့ဒါ iron lady ဆိုတာကျွန်တော်တို့မြန်မာပြည်သက်နိုင်ငံတကာရေးစိတ်ဝင်စားတဲ့ပြည်သက်ရင်းနှီးပြီးသားအခေါ်ပေါ့နာမည် iron lady ဆိုတာဒီတိနိုင်ငံကသွားလေသူညီโจဟောင်း မာဂရက်တက်ချာကိုပေးခဲ့တဲ့ကင်မွန်ပေးခဲ့တဲ့နာမည်အဲ့တော့သူအခုတက္ကသိုလ်ကြီးကမာဂရက်တက်ချာကိုသူကလေစာအားကျသူဖြစ်တယ်ပြီးတဲ့အတိုင်းပဲမာဂရက်တက်ချာ Iron Lady ဆိုတဲ့နာမည်ရခဲ့တာ Falkland စစ်ပွဲနော်နိုင်ငံသားကြီးနဲ့ပတ်သက်ရင်တကယ်ခက်ထန်ထန်ခက်မမာပေါ့ဗျာလူမီဖြစ်တော်ညာခက်ထန်ထန်ခက်မမာပါဗျာတက်ချာနဲ့ပတ်သက်ပြီးရုပ်ရှင်တွေရိုက်ထားတာတွေရှိပါတယ်ဥပမာ The Queen ဆိုတဲ့ရုပ်ရှင်ထဲမှာလည်းပဲဒီပြည်ထောင်နိုင်ငံရဲ့ တော်ဝင်မိသားစုတောင်ရိုက်ထားတဲ့ရုပ်ရှင်နောက်ဒလီဒီလာပါတယ်ဒလီဒီတော့မဟုတ်ဘူးဒလီဒီကတော့ဆန်းစုကြည်နောက်သူ့အကြောင်းရိုက်ထားတဲ့ရုပ်ရှင်တကားလည်းရှိပြီးရဲ့ကျွန်တော်နာမည်မှတ်မိလို့ကြည့်လို့ရပါတယ်ဒီရှင်နေမှာနော်ကျွန်တော်တို့ကြိုက်တဲ့မင်းမီအဲစာမင်းမီတို့ဆောင်ထားတာဟောလို့မင်းမီဆိုတော့သူကဂျပန်ဝန်ကြီးချုပ်ဖြစ်ဖို့ကြိုးစားတာဒါကတတိယအကြိမ်ပေါ့ဒါကတတိယအကြိမ်ပေါ့နောက်ပြီးတော့သူကဂျပန်နိုင်ငံမှာ၅နှစ်အတွင်း ၄ရောက်မြောက်ဝင်ကြီးချုပ်နော်၅နှစ်တွင်၄ရောက်မြောက်ဆိုတော့တစ်နှစ်ကျော်ကျော်မှတယောက်ပြောင်းတာဂျပန်နိုင်ငံကြီးကလည်းတော်တော်ကိုဆွတ်ဆွတ်တွေးနေဟိုပြောရရင်ဟိုမဟုတ်ကောက်ဟုတ်ကောက်တွေတော်တော်ဖြစ်တယ်ဗျာသူသူပါတီဒီထက်ခိုက်ကြီးရဲ့ပါတီ LDP ပေါ့နော်သူကောက်က Liberal Democratic Party ဂျပန်ရဲ့ဝါရင် Liberal Democratic Party ကိုလည်းသူတို့ပါတီထဲမှာဆွတ်ဆွတ်တွေးအများကြီးဖြစ်ခဲ့တယ်အဲ့ဒီ liberal democratic democracy party တဲမှာ ldb party တဲမှာတကိုက်ချီကသူ့ကိုဟလာ conservative ပေါ့ဗျာနော် conservative ယူဝါဒရှိသူဘောရာတင်းမာတူသူ့ကိုမာတယ်ပေါ့ဗျာဘောရာတင်းမာတယ်လို့ဆိုတာတဲ့မာတယ်ပေါ့နော်တဘောရာကသူကခတ်မာမာတဘောရာအမျိုးကိုင်ဆွဲတယ်ပေါ့ပြီးတော့သူကဒီဂျပန်နိုင်ငံရဲ့ဝန်လုံသူဝန်ကြီးချုပ်ဟောင်း ရှင်စုအာဘေးရဲ့ဒူရင်းဗျရှင်စုအာဘေးဆိုတာဒီမှာတော့ကြာခဲ့တယ်ဘုရားတက်တန်းနည်းနည်းကြာခဲ့တယ်ပြောရမယ်ပြီးတော့ကျွန်တော်တို့ဟလာမြမပရိသတ်တွေရင်းနှီးပြီးသားနဲ့ရှင်စုအာဘေးရဲ့ဒူရင်းလို့ကျွန်တော်အဲ့လိုမျိုးသူနဲ့ပတ်သက်တဲ့ချက်လက်တွေလိုက်စာတော့တွေ့ရပါတယ်ကိုကျော်ပေါ်လေဟုတ်ကဲ့ပါကိုကျော်သိန်းစတော့လေဒီဒီဂျပန်ဝန်ကြီးချုပ်အစ်စ်ပေါ်လေဒီမျိုးသမီးဝန်ကြီးချုပ်အစ်စ်ကတော့မြန်မာပြည်နဲ့ပတ်သက်တော့သူဒီလိုဘလောက်ထိနီးနီးကပ်ကပ်ရှိတယ်ပေါ့လေဒီမြန်မာပြည်နဲ့ပတ်သက်ပြောဆိုဦးတာတွေမြန်မာအကြောင်းကိုသူစိတ်ဝင်စားရှိတာတွေဒါတွေဘယ်လိုအခြေအနေရှိလဲခင်ဗျာ တော့ကျွန်တော်တို့ဒီနေ့ဂျပန်နိုင်ငံရဲ့ပထမဦးဆုံးမျိုးသမီးဝင်ကြီးချုပ်ဒီကနေ့မှတော့ဝင်ကြီးချုပ်ဖြစ်ပြီးကောက်တင်မြောက်ခံရတာပေါ့နော်အတီဖြစ်တာပေါ့ဖြစ်တဲ့နေ့မှာဒီသူနဲ့ပတ်သက်ပြီးတော့ဟလာမြန်မာနဲ့ပတ်သက်တဲ့ဂျပန်ရဲ့မူဝါဒအကြောင်းဘာကြောင့်မြန်မာကြီးကဒီနေ့တာပါကျွန်တော်တို့ပြောကြရတယ်ဆိုတော့ဒါပဲလေဂျပန်ဆိုတာကမြန်မာနဲ့ရန်နီးစက်တယ်ဟလာမြန်မာကြီးမှလည်းပဲရေးပါတဲ့ရေးကြည့်တဲ့အဓိကနိုင်ငံတစ်ခုဖြစ်တယ်ဒေတာတွေအဓိကအင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အကြောင်းဆွေးနွေးကြတာပေါ့ဒါဒါ အခုဝန်ကြီးချုပ်တက်ကမြန်မာရေးနဲ့ပတ်သက်ပြီးတော့ဟလာဘလို့ပြောခဲ့ဘူးတလဲဘလို့သဘောထားနိုင်တယ်လဲဆိုတော့မျက်စိဝင်စားစရာကောင်းတဲ့ကိစ္စပေါ့နော်။ဒါပေမဲ့အခုချိန်ထိတော့သူမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မြန်မာရေးနဲ့ပတ်သက်ပြီးတော့တိုက်ရိုက်ပြောဆိုတာမျိုးလူသိရှင်ကြားပြောဆိုတာမျိုးတရင်တွေမှာကျွန်တော်လိုက်ရှာတလောမတွေ့ရသေးပါဘူး။ဆိုတော့သူရဲ့ဟလာမြန်မာရေးနဲ့ပတ်သက်ပြီးတော့သူကဘလို့ဖြစ်လာနိုင်တယ်လဲဆိုတာကအဲသူရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဟလာသူရဲ့ရည်တည်ချက်သဘောထားကဘလို့ရှိတယ်လဲ နိုင်ငံသားကြီးနဲ့ပတ်သက်ပြီးတော့သူရဲ့ရည်တည်ချက်သဘောထားကဘလို့ရှိတယ်လဲဒီပေါ်မှာပဲကျွန်တော်တို့သူရဲ့ဘဝရည်တည်ချက်တွေဘလို့ဖြစ်လာနိုင်တယ်ဆိုတော့ကြည့်ပြီးတော့ခံမှန်းကြရပါပါပဲကိုကျော်ပါအဲ့တော့ဒါနဲ့ဆက်ဆက်လို့ပေါ့လေသူရဲ့ကတော့ဒီကိုကျော်သိန်းဆွေးနွေးခဲ့တယ်လို့ပဲပေါ့ဒါကျွန်တော်တို့ဒီသူ့ရဲ့ဘဝရည်တွေဘလို့ရှိလာမလဲဆိုတော့ဒါစောင့်ကြည့်ရမယ့်အခြေအနေရှိတယ်ပေါ့လေအဲ့တော့ဟိုမြန်မာနဲ့ပတ်သက်တဲ့ဘဝရည်တွေကတော့သူကြောင်းလာနိုင်ကြောင်းသွားနိုင်ခြေရှိလာပါလက်ရှိဒီဂျပန်ဝန်ကြီး တက်ရှိဒီပန်အစိုးရရဲ့အခြေအနေကနေဒါမြန်မာနဲ့ပတ်သက်တဲ့မူဝါဒတွေကအပြောင်းအလဲတွေရှိလာနိုင်တာဆိုတော့နောက်တစ်ခုကတကယ်လက်တွေ့အခြေအနေနဲ့ပေါ့လေဆိုတော့ဟိုရှေ့မှာဘာတွေဖြစ်လာနိုင်ကြည်လဲဘယ်လိုအကန့်သက်တွေရှိနိုင်ရုံမလဲဆိုတော့ကျွန်တော်တို့လက်ရှိဂျပန်မူဝါဒကိုရင်ကြည့်ကြတာပေါ့နော်လက်ရှိမြန်မာနဲ့ပတ်သက်တဲ့ဂျပန်ရဲ့မူဝါဒပေါ့ဘာလို့လဲဆိုတော့ဝင်ကြုံတိတက်တဲ့အစိုးရအဖွဲ့အစ်စ်ပြောင်းနေဆိုရင်လက်ရှိအစိုးရအဖွဲ့ကမူဝါဒဘယ်လိုရှိကြလဲဒီကနေပြီးတော့နောက်အစိုးရကဘယ်လိုမူဝါဒရှိလာနိုင်တယ်ဒါကိုကျွန်တော်တို့ခန့်မှန်းကြည့်ရတာဟုတ် တော့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဂျပန်အစိုးရရဲ့လက်ရှိမူဝါဒကသူကသတိထားတဲ့သတိထားကင်တွေတဲ့မူဝါဒမျိုးတွေ့ရတယ်ဟလာမြန်မာနိုင်ငံတို့ဂျပန်စစ်တပ်အာဏာသိမ်းလိုက်ပြီးကတည်းကဆိုရင်မြန်မာနိုင်ငံမှာဟလာအကြမ်းဖက်လုပ်ရက်တွေကိုပြစ်တင်ရှုတ်ချဝေဖန်နေပြစ်တင်ရှုတ်ချနော်ဖန်ထားတဲ့ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားတွေကိုလွတ်ပေးဘူးလွတ်ပေးဖို့အစင်တစိုက်တောင်းဆိုလာဒါပေမဲ့လည်းပဲသူက American တို့ EU တို့လို့ မဲအွန်လိုင်းတို့ဂျပန်စစ်တပ်ကိုတန်ခတ်အရေးယူတာမျိုးဆန်ရှင်လောက်တောင်ပြုတော့ဂျပန်မှာမူပါရမရှိဂျပန်အဲ့လိုမျိုးလုံးလေမရှိဘူးအဲ့ဒါကလည်းဘာကြောင့်လဲဆိုတော့ဂျပန်ကသူကဟလာနိုင်ငံတနိုင်ငံဆိုကြပါဆိုမြန်မာနိုင်ငံပဲဆိုကြပါဆိုမြန်မာနိုင်ငံနဲ့ပတ်သက်ရင်လုံးဝဖယ်ထုတ်ပလိုက်ပြီးတော့အထီးကျန်လုံပစ်တာမျိုးကတိောက်မယ်လို့သူတို့မယုံကြည်ဘူးပြသူတို့ကအဲ့တော့အရင်ကစမ engagement ပေါ့နော်အနေနဲ့အများဆုံးလို့တိဆက်နေတာမျိုးကိုပဲသူတို့က ကင်တွေတယ်အဲ့ဒီဘွာရာမျိုးကိုသူတို့ကကင်တွေတယ်ပြောရရင်တော့ဟလာချင်းနေတွေပြောင်းလဲဖို့အတွက်ဆွေးနွေးမယ်ဆိုရင်ဆွေးနွေးဖို့ဂျပန်ကသူကအမြဲတမ်းတကားဖွင့်တကားဖွင့်ထားတယ်ဒါမှမဟုတ်လဲဘာလဲဆိုတော့တရုတ်ဒါပထဝီနိုင်ငံကြီးတရုတ်နဲ့ဂျပန်ဆိုတော့ကတနိုင်ငံနဲ့တနိုင်ငံအမြဲတမ်းကြည်နေကြတာရှီလီးယားနဲ့တမိုင်းကြောင်းရအဲ့တော့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်မြန်မာစစ်တပ်ကမင်းအောင်လှိုင်တို့ကဟလာတရုတ်ဘက်ကိုကတ်တာဂျပန်ကကောင်းကောင်းသိတာပေါ့အဲ့တော့အဲ့ဒီထက်ပိုပြီးတော့သူတို့ကိုယ်တိုင်ကမင်းအောင်လှိုင်တို့ကိုတရုတ်ဘက်ဟလာ တိုးပို့တယ်လို့မျိုးမဖြစ်အောင်တော့သူကထိန်းနေတာနောက်တစ်ခုကစီးပွားရေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းမြန်မာနိုင်ငံမှာဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြီးကြီးမားမားရှိပါတယ်မြန်မာနိုင်ငံရဲ့ဒီအခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းတွေစွမ်းရင်ကန်တာတို့နော်ဖွံ့ဖြိုးတိုးတက်ရေးကန်တာတို့ပါဂျပန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကြီးရှိပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာမြန်မာလူထုရဲ့ဖိအားနော်ဂျပန်နိုင်ငံကလူထုရဲ့ဖိအားအဲဒါတွေပါတယ် ပြီးတဲ့ခါကျတော့ဟလာ morality ပေါ့ဗျာဂုဏ်သိက္ခာကိုကျင့်သိက္ခာပေါ့ဒါတွေထိခိုက်လာမဲ့ရေးလဲရှိလာတယ်ရှိလာတာနဲ့မြန်မာဂျပန်ကသူ့ရဲ့မြန်မာနိုင်ငံဆိုင်ရာမူဝါဒကိုတောက်လျှောက်သလိုပြန်သုံးသပ်နေတာမျိုးတော့တွေ့ရဆိုတော့မြန်မာအရေးနဲ့ပတ်သက်ရင်ဂျပန်ရဲ့အမြင်ကမြန်မာနိုင်ငံဟာလူသားစာနာမှုဆိုင်ရာအကြံတဲ့ဖြစ်နေတယ်ဆိုတာထက်ပိုနေတာမြန်မာအရေးနဲ့ပတ်သက်ရင်ဂျပန်ရဲ့မူဝါဒကသူတို့ကြည့်တာကလား အင်ဒိုပစိဖိတ်မြန်မာနိုင်ငံဒီအင်ဒိုပစိဖိတ်ဒေသရဲ့မဟာဗျူဟာမြောက်စုံချက်မှာရှိတယ်လို့ဂျပန်ကသတ်မှတ်တယ်။အဲ့တော့ဂျပန်ဒီနေ့ရင်ဆိုင်နေရတဲ့မိကုံးကဘာလဲဆိုတော့မြန်မာနိုင်ငံကိုတရုတ်တို့ရုရှားတို့လက်ထဲကိုလုံးလုံးချက်ပြစ်လိုက်တာမျိုးမဟုတ်ခဲနဲ့မြန်မာနိုင်ငံတို့အကြပ်ဖက်စီအုပ်စုကိုအပြောင်းလဲဖြစ်လာအောင်ဒါကြောင့်မှမို့ပြန်ရအောင်ဘယ်လိုဖိအားပေးမလဲဆိုတာကဂျပန်နိုင်ငံဒီနေ့ရင်ဆိုင်နေရတဲ့မိကုံးပဲ။ အဲ့တော့ဂျပန်အစိုးရဆက်ဆက်သားမြန်မာနဲ့ပတ်သက်ရင်သတိထားပြီးတော့ကင်တွေတဲ့အစွန်းရောက်တဲ့လိုင်းမျိုးကိုသူတို့ရှောင်နေရှင်းမပြောခဲ့သလိုဟလာဂျန်ဖက်လုပ်ရက်တွေစိုးဝါဖြစ်ရင်လည်းဖြစ်လာတဲ့အချိန်တိုင်းမှာသူတို့ဒါတွေကိုပြစ်တင်ရှုတ်ချတယ်ဝေဖန်တယ်လူသားဆောင်မှုအကူအညီပေးတယ်တခါမှလည်းစေအုပ်စုနဲ့ဟလာဒိုက်ရိုက်ကြီးပေါ်ပေါ်ထင်ထင်ကြီးမဟုတ်ဘူးဆိုတော့စေအုပ်စုမင်းအောင်လိုင်းတို့အောက်ကရာရှိတွေနဲ့နော်တောင်းတိဆက်တာမျိုးသူတို့မပြတ်တိဆက်ထားတာတိဆက်ထားတာတော့ရှိတယ်အဲ့ဒီအခြေအနေတွေကအခုဂျပန်ဝန်ကြီးချုပ်တက်ခိုက်အစီလက်ထက်မှာ စပြီးတော့ပြောင်းလာနိုင်ခြေရှိတယ်လို့ကျွန်တော်ခံမှန်းတယ်။တကိုင်းကြီးရဲ့နိုင်ငံကကြီးရနဲ့ပတ်သက်တဲ့နိုင်ငံကြီးရဲ့နဲ့ပတ်သက်တဲ့ချင်းကပ်ကြီးကဂျပန်နိုင်ငံရဲ့နိုင်ငံတော်ဒုံချုံရေးကိုဦးစားပေးမယ်။ပြီးတော့ဒေတာတွင်းတည်ငြိမ်ရေးကိုအလေးထားလိုက်အဲ့တော့အဲ့ဒီအဓိပ္ပာယ်ကဘာလို့ကျွန်တော်တို့အဓိပ္ပာယ်ဖွင့်နိုင်လဲဆိုတော့မင်းအောင်လိုင်းတို့အကြံပေးစစ်တပ်ကဟလာဟိုဟာပြောဒီဟာပြောဟိုအကြောင်းပြဒီအကြောင်းပြဆိုတာမျိုးကိုတက်ခိုက်အစ်ကတိတ်ပြီးတော့တင်းခံမယ်လို့မထင်ဘူး နော်သူကသူကိုယ်တိုင်ကခတ်မှမှာရက်တဲ့လူမျိုးဆိုတော့နော်ပြီးတော့မြမအရေးကိုဟဲ့လားတောက်လျှောက်တဲ့ဝင်လုပ်နေတယ်ပဲဆိုကြပါဆိုဗျာ American တို့ EU တို့နော်အော်စတြေးလျတို့ကနေဒါတို့ ASEAN တို့စသဖြင့်ဒီလိုမျိုးနိုင်ငံတွေအဖွဲ့အစည်းတွေနဲ့ဂျပန်ကပို့ပြီးတော့ညီညီနိုင်နိုင်လှုပ်လာဖို့ရှိတယ်လို့ကျွန်တော်ခန့်မှန်းတယ်စိတ်ဝင်စားစရာဘာလဲဆိုတော့ဒီ Indo-Pacific ဒေသမှာ အာနာရှင်သဝချက်ထွင်တာပေါ့ဗျာဒါဒါကတခြားနိုင်ငံတွေရှိတယ်ကျွန်တော်ဒီနေရာမှာတော့နာမည်ထုတ်ပြောအာနာရှင်သဝချက်ထွင်တာမျိုးကိုအင်ဒိုပစိဖိတ်ဒေသအနေနဲ့အတူတူပူးပေါင်းပြီးတော့ပြန်ကန်နိုင်မလားဆိုတာကမြန်မာနိုင်ငံဒီဂျပန်အတွက်ကတော့သူကစမ်းသပ်စရာဒါနဲ့ပတ်သက်လို့ဟလာစမ်းသပ်စရာဖြစ်ရတခုဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်ဆိုတော့ဟုတ်ကဲ့ပါဘုဒ္ဓဒေဆိုတော့ဒီသူ့လက်ထက်မှာပေါ့လေသူ့လက်ထက်မှာကဘယ်လို မပြောင်းလဲတွေကဖေးလာနိုင်တယ်ရှိတယ်လက်တွေ့ပါရင်ပဲလောက်လာနိုင်တယ်ရှိတယ်ပေါ့နော်နောက်ပြီးတော့ဒါရှေ့မှာဖြစ်လာနိုင်တယ်ရှိတဲ့အခြေအနေလေးပေါ့ဒါလေးလည်းကျွန်တော်တို့ဟိုဆက်ပြီးဆွေးနွေးပြပါဦးအော်ပြောင်းလာနိုင်ကြလို့ကျွန်တော်ခံမှန်းတာတော့ဗျာသူကမြန်မာဒီမိုကရေစီရေးပြပို့ပြီးတော့တော့သူကအောက်ကောင်းကောင်းဖိအားပေးလာနိုင်တယ်နိုင်ငံချင်းသားတွေလွတ်ပေးဖို့ဒေါ်ဆန်းစုကြည်လိုဦးမင်းမင်းတို့ပါဝင်နိုင်ငံချင်းသားတွေလွတ်ပေးလို့ပို့ပြီးတော့ဇက်တိုက်တောင်းဆိုလာနိုင်တယ်ပြီးတော့လေကြောင်းကနေပြီးတော့ရဲသားတွေကိုတိုက်ခိုက်နေရတဲ့ရက်ပြီးတော့ယူကော့ပွဲဆိုတော့လည်းပဲယုံကြည်ပူးစားလောက်တဲ့ယူကော့ပွဲ ဖြစ်ဖို့ဆိုတာမျိုးတွေကိုသူကဇက်တိုက်ကိုလည်းခတ်မှာမှာပြောလာနိုင်တယ်လို့ကျွန်တော်ခံမှန်းတယ်အဲညီမျိုးနဲ့မှုနဲ့စီးပွားရေးမှာဆိုရင်လည်းဒီတိုင်းစီးပွားရေးလောက်ကြညီမျိုးနဲ့ကြဆိုတာမျိုးထဲကန့်သက်ချက်တွေကြိုတင်သတ်မှတ်ချက်တွေထည့်လာနိုင်တယ်ပေါ့ဗျာဥပမာစစ်တပ်နဲ့ချိတ်ဆက်ရှိတဲ့ company တွေနဲ့စီးပွားရေးဂျပန်ဂျပန် company တွေနဲ့ဟလာမြန်မာနိုင်ငံတို့ဂျပန်စစ်တပ်နဲ့ချိတ်ဆက်ရှိတဲ့စီးပွားရေး company တွေနဲ့ပတ်သက်တဲ့ဆက်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 မလုပ်ဖို့ လုံးမယ်ဆိုရင်လည်းပဲဒီမြန်မာနိုင်ငံကရက်သားလူလူအတွက်ဒိုင်းရဲ့အကျိုးဖြစ်စေမယ့်ရင်းမြုံမှုမျိုးကိုပဲလုပ်ဖို့ဆိုရဲတင်ကြကတ်တချက်မျိုးတွေတတ်မှတ်ချက်မျိုးတွေသူတို့ထည့်လာနိုင်တယ်ပြီးတော့ခုနရှေ့မှာပြောခဲ့သလို American တို့ EU တို့ ASEAN တို့ ਨੇ ပို့ပြီးတော့ပူပေါင်းလှုပ်ဆောင်လာနိုင်တယ် data တွေတည်ငြိမ်ဖို့သူတို့အားပေးရင်းနဲ့တစ်ဖက်မှာတန်တမာရေးကပို့ပြီးတော့ဖိအားပေးလာနိုင်တယ်မြန်မာနိုင်ငံအတွက်လူသားစာနာမှုကူညီတွေနောက်ရက်ဖက်ဖွဲ့စည်းတွေကိုကူညီနိုင်ခြင်းပို့ရှိလာနိုင်တယ်ဒါပေမဲ့လည်းအရင်ကူညီတွေပေးတဲ့နေရာမှာလည်းသူတို့ကဘိုးချုပ်နင်းအွန်လိုင်းတို့အကြမ်းဖက်စစ်ဘိုးချုပ်တွေစီမရောက်အောင်လို့ ဟလာဒိုင်ရိုက်ရောက်မဲ့နီလန်းတွေကိုသူတို့ပို့ပြီးတော့ရှောက်ခွေလာလိမ့်မယ်ပို့ပြီးတော့ထုတ်လာလိမ့်မယ်ဒါလို့ကျွန်တော်ခံမှန်းနေဒါပေမဲ့သူ့မှာလည်းပဲအကန့်အသတ်တွေတော့ရှိတယ်ပြဒါတွေကအကန့်အသတ်မဲ့ဖြစ်နိုင်တာမျိုးတော့မဟုတ်ဘူးဒီတကယ်အင်းကြီးရဲ့ညွန်ပေါင်းအစိုးရကိုယ်တိုင်ကိုကတိတ်ပြီးတော့အားမကောင်းတော့ဒါအကန့်အသတ်ချက်တစ်ခုပြီးတော့သူ့မှာဂျပန်နိုင်ငံတွင်းမှာလောရမှာတွေများတယ်ဗျနော်ငွေဖွန်းဖွန်းမှုအရေးကြီးစရှိတယ်ကာကွယ်ရေးဆိုင်ရာရှိတယ်ပြီးတော့စွန့်ရင်ဒုံဒုံရေးဆိုင်ရာကိစ္စရပ်တွေရှိတယ်တခြားကမ္ဘာအရေးကြီးတွေလည်းပဲသူကင်ပေးရမှာတွေရှိတာပေါ့ဗျာနော်အဲ့တော့သူက ကျွန်တော်မြင်တာတော့မြမအရေးကတော့တခိုက်ရှိစိုးရရဲ့စိုးရတည်ရဲ့မူဝါဒမှာထိတ်တန်းကနေပြီးတော့ပါမလာနိုင်ဘူးပြ။เนาะအဲ့ဒီလိုမပါလာနိုင်ဘူး။ဒါပေမဲ့ तू ပို့ပြောမယ်ပို့ပြီးတော့တင်းတင်းကြပ်ကြပ်လုပ်မယ်။ဟလာဒါပေမဲ့စိုးစုကလည်းပဲထပ်မလုံးလုံးကြီးဟလာအကြီးကျန်ပြစ်ပယ်လိုက်တာမျိုးတော့ तू လုံးမှာတော့မဟုတ်ဘူး။ဆိုတော့ချုပ်ပြောရတော့ကျွန်တော်မြင်လာနိုင်မြင်လာရနိုင်နေရှိတာကဟလာဒီဆန္ဒရဲ့တခိုက်ရှိလက်ထက်မှာဂျပန်နိုင်ငံမြန်မာဆိုင်ရာမူဝါဒကအခုတုန်းကတော့တိတ်ဝေရောကတော့ရှိမှာမဟုတ်ဘူး။ပို့ပြီးတော့ပြက်ပြက်တတဖြစ်လာနိုင်ကြီး။ ရှိတယ်။ဟိုဒီမိုကရေစီလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာတိမှတ်ပြီးတော့ကပူရလာနိုင်တဲ့အနေအထားမျိုးကျွန်တော်ခံမှန်းနေလူသားဆောင်တော်မှုအကူအညီတွေပူရလာနိုင်တယ်။စီယုပ်စုပေါ်မှာတန်တမန်ရေးရပူပြီးတော့ဖိအားပေးတာမျိုးတွေရှိနိုင်တယ်။ဒါပေမဲ့လည်းရှိမှပြောခဲ့တယ်မြန်မာလူထုပေါ်လူသားစာနာလို့ဆိုတာတည်းဂျပန်နိုင်ငံရဲ့မဟာဗျူဟာမြောက်လာတွက်ချက်စဉ်းစားမှုနဲ့လို့ပါဖြစ်တယ်ဆိုတော့မိကုန်းကဘာရှိတာလဲဆိုတော့သူကမျိုးသမီး မျိုးသီးဝင်ကြီးချုပ်မြန်မာနိုင်ငံရဲ့ထိတ်တန့်မျိုးသီးကောင်းဆောင်ဒိုဘန်ကြီးကြီးရဲ့ဆုရှင်ဒေါန်ဆန်းစုကြည်ရာစစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံထားရတယ်။အနာသိမ်းခံထားရတယ်။ဆိုတော့ဂျပန်ရဲ့ပထမဦးဆုံးမျိုးသီးဝင်ကြီးချုပ်အနေနဲ့နိုင်ငံရေးကလက်တွေ့လှုပ်ဆောင်ချက်လက်တွေ့ကြကြလှုပ်ဆောင်ချက်နဲ့ကိုချင်းတိတ်ခါပိုင်းကျင့်ဝတ်ပိုင်းအရာချိန်ထိုးပြီးလှုပ်ဆောင်ချက်တူကြမှာဘယ်လိုထိထိရောက်အောင်နဲ့ပေါင်းဆက်ပြီးတော့လုပ်မလဲ။နော်။လက်ရှိဟဲ့လားအာရှဒေသမှာအမောင်မိုင်းဆုံးအဆိုးအဆုံးအချိန်ကာလကိုဖြတ်တန်းနေတဲ့မြန်မာနိုင်ငံမှာ ီမိုကရေစီပြန်လည်ထူထောင်ရေးပြဘလောက်ထိအားဖေးကူညီလှုပ်ဆောင်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့စက်ပြီးစောင့်ကြည့်သွားမယ်ဒီဘုံလို့ကျွန်တော်မြင်ပါတယ်ကိုကျော်ပါဟုတ်ကဲ့ပါကိုကျော်သိန်းဒါတော်တော်လေးဒါပြည့်စုံသွားပြီဆိုကျွန်တော်တို့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာလေးတစ်ခုဆက်သွားရအောင်ပါဆိုတော့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒါတော်တော်လေးစိတ်မကောင်းစရာမြင်ဝင်တစ်ခုပေါ့လေကျွန်တော်တို့တွေးလိုက်ရတဲ့အကြောင်းအရာလေးပါဆိုတော့ဒီဒီကိုကျော်သိန်းနဲ့ဒါဆိုရှယ်မီဒီယာပေါ်မှာတွေ့ပြီးဖြစ်ပါလိမ့်မယ်ဒါကလေးငယ်လေးနဲ့ဟိုအမေဖြစ်သူကိုဒါဒီပစ္စည်းခိုးလို့ဆိုပြီးတော့ တိုင်မှာကြိုးချီတဲ့ပုံလေးကျွန်တော်တို့တွေ့လိုက်ရပါတော်တော်လေးကိုဒါဒီကျွန်တော်မြန်မာလူ့ဘွယ်စီအတွက်စီမကောင်းစရာမြင်မွေးမျိုးဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေဒါကိုကျော်သိန်းဒါဆွေးနွေးလို့ရတဲ့တော်လေးဆွေးနွေးပေးပါဦးဒီရအခုကျွန်တော်တကယ်တကယ်ကတော့အတော့ကိုစိတ်ထိခိုက်စရာစီမကောင်းဖြစ်စရာရင်နှင်းစရာမြင်ခွင်းလို့ပဲပြောပါဘောအဲ့ဒီမြင်အဲ့ဒီတဲ့ဒင်းပေါ်လေးပုံနေနဲ့ပါနဲ့ကျွန်တော်တွေ့တော့ခေါင်းထဲကိုပထမဆုံးရောက်လာတဲ့တွေ့ရအော်မတို့မြန်မာနိုင်ငံပါ ဟလာဒိုင်းမီတာအချင်းချင်းလူလူချင်းဘလောက်တောင်မှဟိုချင်းစာတရားကင်းမဲ့နေတယ်လေနော်ဒိုင်းကြီးကဘလောက်တောင်မှတရားဥပဒေမဲ့လက်လွတ်ဖြစ်နေတယ်လေနော်ဒီလိုအခြေအနေတွေကဘလောက်တောင်မှစိုးနေတယ်လဲဆိုတော့ပြရတဲ့တက်တည်ပဲလို့ကျွန်တော်ကအဲ့ဒါပထမဦးဆုံးရောက်တဲ့အတွေ့အပေါ်ပါနော်အဲခုနမတန်စိတ်ထိခိုက်ရတာတော့ဟလာကလေးလေးကိုတွေ့ရတာ တော်တော်စီတိုက်ဆရာကောင်းပါကျွန်တော်တစ်ခေါက်လည်းပြောဥပါတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်မှတားတယောက်ရှိဆိုတော့ကလေးမှာဘာဖြစ်ရှိလို့လဲဒါဒါအစဲမြောက်သေးတဲ့ကလေးကလေးဆိုတဲ့အစဲမြောက်လို့ကလေးလို့ခေါ်တာပေါ့ဗျကလေးမှာဘာဖြစ်ရှိလို့လဲကလေးမှာဖြစ်ရှိဟိုဒီလိုမျိုးမလို့အောင်ဒါကိုကဒီတစ်ချက်သေးကိုကဥရိချိုးပေါက်တာဖြစ်နေတယ် ဥပဒေအကြောင်းပြောရဲဥပဒေအကြောင်းပြောရတာလေဗျာဒီမင်းအွန်လိုင်းတို့အကြံပေးလက်ထက်မှာဥပဒေအကြောင်းပြောရတာလေနော်မစားရဘောက်ကမှန်ပြောရမယ်ဖြစ်ပါတယ်မပြောလို့ရလေမရောက်ဒီကလေးကိုဒီလိုမျိုးကျိုးနဲ့တုံ့နှောင်ပြီးတော့ဟလာအများမြင်အောင်ဆိုရှယ်မီဒီယာပေါ်မှာတင်ပြီးတော့အဆက်ခွဲတဲ့လုပ်ရက်တစ်ခုတည်းနဲ့တင်အဲ့ဒီကျူးလွန်သူကပြစ်မှုမြောက်တယ်နော်ဒါ ဒါဟိုဒီမှုရဲရစစ်ဒါနဲ့ပတ်သက်ရဲရစစ်နေတယ်စစ်နေတယ်ပြောတယ်အဲ့ဒီရဲတွေကိုပြောလိုက်မယ်အခုနော်ဒီအဲ့ဒီတခုလေးလေးတွေအဲ့ဒီအရေးယူလို့ရနေပြီနော်သူတို့ဥပဒေကြောင့်ကဘလို့ဖြစ်ဖြစ်အများအမြင်မှာဖြစ်စီဒါကျွန်တော်တက်တက်ပဲပြောမယ်ဟိုတရားဥပဒေကိုကြော်ပြီးတော့ပြောရတယ်ဒီပိုင်းဒါမှပြောနေနောက်ကလူကြီးနဲ့ပတ်သက်လို့လူကြီးမှလည်းပဲအပြစ်ရှိတယ်လို့ဆွဆွဲအပြစ်ရှိတယ်ဆိုတာလည်းပဲနော်လူရက်သားချင်းဆွဆွဲလို့မရဘူးဗျသူတို့စီကပစ္စည်းလာခိုးတယ်လို့ဆွဆွဲတယ်ဗောဗျာ လာခိုးတယ်လို့ဆွဆွဲလို့သူတို့ကလက်ပုလက်ချက်မိတယ်ဆိုရင်လည်းပဲဖမ်းတယ်ဖမ်းလို့ရတော့ပြီးရင်ခုနပြောတဲ့တရားဥပဒေစိုးမိုးကြီးလောက်အောင်ရဲလက်တဲ့ကိုအလူကြီးကိုအဲ့ဒီလိုမိရင်တောင်မှဒီလိုလုပ်လို့မရအောင်ကလေးဆိုတော့ဝေရောလူကြီးမှလူကြီးကိုဆွဆွဲရင်လည်းပဲလာအခုလိုမျိုးပုံထဲမှာတွေ့ရတော်တော်ဆိုးပါတယ်ဒါကြီးဆန်ရှင်မျိုးသမီးလာဘောကနေခွာပြီးရက်ပြီးတော့ကလေးကိုလည်းလက်ညှိုးကောင်းကောင်းထိုးနော်ဗီဒီယိုတော့ကျွန်တော်မကြည့်ဖြစ်သေးပါဘူး ကြီးကိုလည်းပြောကလေးပုံဆိုနေလည်းမျက်နာတော့မှဝါမထောင်အောင်ဘူးเนาะလုံးမလုံးလို့မရအောင်လူကြီးကိုတော့လုံးလို့မရတာဗျာကလေးကိုဒီလိုလုံးဖို့ဆိုတော့အဝေးကြီးပဲဗျာအဝေးကြီးပဲဟိုတစ်ဖက်မှာတော့ဗျာကျွန်တော်တွေးမိသလောက်ပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့ဟလာဆိုရှယ်မီဒီယာမှာဝိုင်းပြီးတော့ပြောကြဝေဖန်ကြထောက်ပြကြဟလာကုကုကုပြုဖို့စဉ်းစားကြပေါ့เนาะပြောကြဆိုကြဒါလေးတွေးတော့နည်းနည်းတော့ စိတ်သက်သာရာရမိတယ်ပေါ့ဗျာ။ဩခြေနေကလုံးလုံးကြီးလည်းပဲမှောင်မိုက်သွားတော့ခုတ်ပါဘူး။တန်ကြီးမှာဟလာကိုချင်းစာတရားရှိသေးသူတွေလူကိုလူလို့ဆက်ဆံရမှာနားလေသေးသူတွေလက်ခံသူတွေကရုဏာတရားအကျဉ်းတရားဟလာရှိသေးသူတွေလည်းပဲငါတို့တိုင်းပြည်မှာရှိပါသေးတယ်လို့မြင်ပြီးတော့ကျွန်တော်နည်းနည်းလေးတော့စိတ်သက်သာရာရတော့ကျွန်တော်ဒီနေရာမှာအဘိကျူးကြတဲ့ပရိသတ်ကိုကျွန်တော် ပန်ချားပြစီပန်ချားပြစီကျွန်တော်တို့မြန်မာနိုင်ငံဟာနိုင်ငံတကာမှာမယောင်လိုင်းတို့အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့်အတော့ကိုနာမည်ဆိုးနေပါနော်မြန်မာဟိပြောရင်အတော့ကိုနာမည်ဆိုးနေပါဘူးနိုင်ငံတကာမှာအောက်ကျနောက်ကျနိုင်လွန်းလာပါတယ်တရင်းဒီမှာတွေ့နေကြပါပါကျွန်တော်တို့မြန်မာနိုင်ငံမှာဟာလာနေလို့မရလို့အကြောင်းမျိုးနဲ့သူများနိုင်ငံ ဟိုအကြောင်းနီလန်းအမျိုးမျိုးနဲ့ဟလာထောက်ထားမဲ့ဝင်တဲ့လူတွေတနေ့တနေ့ညာနဲ့ညာနဲ့ခြီးပြီးတော့သူများနိုင်ငံမှာအဖမ်းခံကြရတာကိုအိုးကိုအိမ်ဘူးမှမဆုံးဖွာခြင်းကြပါဘူးဗျအဲ့တော့မြန်မာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီနေ့မှာနိုင်ငံတကာမှာတည်ငောင်းဆိုတာမရှိသလောက်ပါပဲမရှိသလောက်ပါနော်အဲ့တော့မေအောင်လိုင်းတို့အကြံပေးစစ်တပ်လက်ချက်နဲ့စိုးပြီးသားကျွန်တော်တို့မြန်မာနိုင်ငံနောက်ထပ် နံပယ်ဆိုမထွက်အောင်လို့ဝိုင်းပြီးတော့ထိမ့်ပေးကြပါနံမဲကောင်မထွက်ရင်တော့ပါနံမဲဆိုမထွက်အောင်လို့ဝိုင်းပြီးတော့ထိမ့်ပေးကြပါမရောက်နိုင်တော့အကျန်းဖက်စစ်တက်လက်ထက်မှာစေဒုက္ခအတိကြောင့်နေကြသူတွေကုရကေရမဲ့ဖြစ်နေသူတွေနော်ငမုတ်ခေါင်းပါတဲ့ဘေးနဲ့ကြုံတွေ့နေရသူတွေကိုအချင်းချင်းနော်အရက်သူအရက်သားချင်းပြည်သူလူထုအချင်းချင်း တက်နိုင်သလောက်ဖေးကူကြပါအထူးသဖြင့်အရွယ်မရောက်သေးတဲ့ကလေးငယ်တွေဖေးကူပေးကြပါလို့ကျွန်တော်ဒီညကနေပြီးတော့အနုအညွတ်ပန်ကြားလိုက်ပါတယ်ကိုကျော်မောင်ကြီးโอเคกูจะได้นะกูจะได้ช่วยด้วยไดมี่อ่ะนะနိုင်ငံတကာမှာလည်းနမည်နမည်ဆုံးနဲ့တော်ကြားသလိုဒီတိုင်းမှာဆိုလို့ရှိရင်ဒါတော်တော်လေးကိုအခြေအနေဆိုးတယ်ဆိုးဆိုးရွားခြေနေကြုံတွေ့နေရတာဗောနော်ဒီလိုအခြေအနေမှာဒါပြည်သူကနေပြည်သူချင်းချင်းပြန်ပြီးတော့ဟိုဖေးကူပဲနီးလမ်းပဲရှေ့ရဲ့အခြေအနေတော့ကျွန်တော်တို့တွေ့ရပါတယ် ဆိုတော့ကျွန်တော်တို့ဆွေးနွေးတာလည်းအကြောင်းအရာတော့စုံသွားပြီးဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဆွေးနွေးစီကိုစီစဉ်ကိုကျွန်တော်တို့ဒီမှာပဲကျန်တာကျင်ပါလေအတ िश ပေးကြတဲ့ပြည်တဲ့တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ကုကျော်သိန်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးပါကိုကြောက်မောင်နဲ့ VIP ဘိုင်းတော်သားများသူတစ်ပြင်းတော့နေ့စဉ်ကြည့်ရှုအားပေးကြတဲ့ကျွန်တော်တို့ပြည်သက်တယောက်ချင်းစီကိုဒူပဲကျေးဇူးတင်ပါတယ်ခိနှိပ်မှုမျိုးစုံအကြောက်တရားမျိုးစုံကနေအမြန်ဆုံးပြမြောက်နိုင်ကြပါစေအချင်းချင်းကူညီဖေးမနိုင်ကြပါစေ ဘေးရန်ကင်းကြပါစေကျန်းမာကြပါစေဗျာ